ဇီလန်စကီဘာလဲဆိုတာပူတင်ကတော့သိသွားပြီဖြစ်ပါတယ်။တနစ်ခွဲကြော်ကြာဇီလန်စကီကိုယ်တိုင်ကြီးကြက်ခဲ့တဲ့ယူကရိန်းပင့်ကိုအိမ်စစ်စင်ရေးကြောင့်ပူတင်ရဲ့လေရင်အစီး40လောက်ဖျက်ဆီးသွားပြီးအဲ့ဒီတည်းမှာနျူကလ িয়ার ဘာအသုံးပြုနိုင်တဲ့ပုံကျက်လေရင်တွေပါသွားတာရုရှားအတွက်အင်မတန်မှအထင်အမှုပဲဖြစ်ပါတယ်။ရုရှားရဲ့နေစိမ့်လေးကိုယူကရိန်းကနေဒရုန်းများပြနဲ့အလေးငတ်တိုက်ခိုက်မှုကြောင့်ရုရှားစစ်လေယာဉ်40ကျော်ဖျက်ဆီးသွားတဲ့ ပင်ကူအိမ်စစ်စင်ကိုယူကရိန်းသမ္မတဆီလန်စကီကိုတိုင်ကြီးကြပ်ဆောင်ရွက်ခဲ့တာလို့ယူကရိန်းလုံခြုံရေးဌာန SBU ကထုတ်ဖော်ပြောပါတယ်ပထမဆုံးအနေနဲ့ FPV drone တွေကိုရုရှားနိုင်ငံနဲ့ပေါင်းခိုတင်သွင်းခဲ့ပြီးနောက်တပ်သားအိမ်လေးတွေပို့ခဲ့တာလို့ဆိုပါတယ်အဲ့နောက် drone တွေကိုတပ်သားအိမ်တွေထဲမှာဟွက်ထားခဲ့တာဖြစ်ပြီးအဲ့ဒီတပ်သားအိမ်လေးတွေကိုကုန်ကားပေါ်တင်ထားလိုက်တာဖြစ်ပါတယ်တိုက်ဖို့အချိန်ကျလာတဲ့အခါမှာတော့ အမိုးတွေအဝေးထိန်းနဲ့ဖွင့်ပြီး drone တွေကိုပြန်တက်စေကမိနာကလူတက်စခန်းတွေကိုရုတ်တရက်တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။အဲဒီတိုက်ခိုက်မှုမှာရုရှားရဲ့လီဒေါ်ရဲ့ကာကွယ်စနစ်တွေလည်းအလုံးမလုံးနိုင်ခဲ့တဲ့အတွက်ကြောင့်ရုရှားတို့ဟာဒေါ်လာ1ဘီလီယံကျော်တော့ကုန်သွားတယ်လို့ယူကရိန်းကခန့်မှန်းထားပါတယ်။ရုရှားရဲ့မဟာပြူအမြောက်ဗုံးကြက်လေ TU-95, TU-22M3 နဲ့ A-53 တို့ကိုဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။အခုတိုက်ခိုက်တဲ့ပင့်ကွေ စစ်စင်ရဲ့အသေးစိတ်ကို အများပြည်သူကိုခြားပြဖို့ဇီလန်စကီကညွှန်ကြားခဲ့တာလို့လုံခြုံရေးဌာနကပြောပါလိမ့်ဒီအကြီးအကျယ်တိုက်ခိုက်မှုဟာတမိုင်းဆောင်အောင်မှာတော့မှပြတ်ထန်းရမယ်မှတ်တမ်းတင်တိုက်ပွဲဖြစ်ပါတယ်လို့ဇီလန်စကီကဂုဏ်ယူဝင်ကြားစွာပြောနေပါလိမ့်ပျက်စီးသွားတဲ့ရုရှားလက်ရင်းတွေထဲမှာတော်တော်လေးကိုမျိုးစမညာပေါဝင်သွားတယ်ဆိုပါတယ်မေ31ရက်နေ့ညတိုက်ခိုက်မှုမှာယူကရိန်းဘက်က drone 480စီးနဲ့ပယ်ထင်းဒုံးကြီး80ပေါဝင်ခဲ့တယ်လို့ပြောပါတယ် ခုလိုယူကရိန်းတိုက်ခိုက်မှုဟာရုရှားသမ္မတပူတင်အတွက်အလွန်ရှက်စရာကောင်းတဲ့လုံခြုံရေးချိုးဖောက်မှုကြီးဖြစ်ခဲ့ပြီးသူ့အနေနဲ့ပြင်းထန်တဲ့လက်တော့ပြောင်းမှုလုံးမှာတော့အသေးချာပဲဖြစ်ပါတယ်ရုရှားကိုထောက်ခံတဲ့စစ်ဘက်ဆိုင်ရာပုံကိုယ်တွေကတော့ဒီဒရုန်းတိုက်ခိုက်မှုကို1940ခုနှစ်ကဂျပန်ကနေအမေရိကန်ကိုတိုက်ခိုက်ခဲ့တဲ့ပလဲစိတ်ကန်တိုက်ခိုက်မှုနဲ့နှိုင်းယှဉ်တာရုရှားရဲ့ပလဲစိတ်ကန်ကိုဖော်ပြထားပါတယ်အဲဒီနောက်မှာတော့အမေရိကန်ဟာဂျပန်ကိုဘလို့လက်စားချေခဲ့လဲ အားလုံးသိပါပဲအခုလည်းအဲ့ဒီလိုမျိုးလက်စားချေနေတဲ့ယူကရိန်းကိုခြေပြမှာပြောပါလိမ့်ဂျပန်ရဲ့ပလဲဆင်ကန်တဲ့ဟဲမီယောအမေရိကန်ကိုဒုတိယကမ္ဘာစစ်ထဲမှာရောက်စေခဲ့တာလည်းဖြစ်ပါလိမ့်မော်စကိုကလက်တုံပြန်ဖို့မဖြစ်မနေလောက်အောင်မှာဖြစ်ပြီးတမရပူတင်ဟာနျူကလ িয়ার လက်နက်အသုံးပြုမှုကိုထပ်မံတုံ့ပြန်မှုရှိသလိုဒါမှမဟုတ်ဒီထပ်ပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုမျှော်လင့်ပါတယ်လို့ရုရှားတောက်ထောက်ခံတဲ့စီးရီးဘလော့ကာတွေကကြေညာပါတယ်ရုရှားကာကွယ်ရေးဌာနကယူကရိန်းကိုဟာ ဒေသ၅ခုမှာအကြမ်းဖက်တိုက်ခိုက်မှုတွေလုံဆောင်ခဲ့တယ်လို့ပြောကြပြီးလက်တော့ပြန်သွားမှာဖြစ်ကြောင်းလောလောဆယ်တော့ဒီလင်းအစင်းကြီးစကြောပေါက်ကွဲပြက်စီတဲ့တဲ့နဲ့ပတ်သက်ပြီးတော့ရုရှားဘက်ကအတည်ပြုခြင်းမရှိဘူးလို့ကြည်ရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်နဲ့ရုရှားနိုင်ငံကြားဝန်ကြီးတွေယူကရိန်းရေးကိုဖုန်းနဲ့ဆွေးနွေးတယ်လို့သိရပါတယ်။ဇွန်လရက်နေ့ထရကီမှာကျင်းပမယ်ရုရှားယူကရိန်းဆွေးနွေးပွဲအတွက်အလားအလာကို ရုရှားနိုင်ငံဂျိုင်းဝန်ကြီးစာဂေးလာဗရွန်နဲ့အမေရိကန်နိုင်ငံဂျိုင်းဝန်ကြီးမာကိုရူဘီယိုတို့ဟာတယ်လီဖုန်းနဲ့ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။ယူကရိန်းကြက်တဲနဲ့ဆက်နွယ်တဲ့အခြေအနေဆွေးနွေးထားပါတယ်လို့ဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာကြေညာပါတယ်။စာဂေးလာဗရွန်နဲ့မာကိုရူဘီယိုတို့ဟာဇွန်လရက်နေ့အစ္စတန်ဘူမှာရုရှားယူကရိန်းဆွေးနွေးပွဲတွေပြန်စတင်မှုပါဝင်ယူကရိန်းကြက်တဲ့ဖြည့်ရှင်မှုအစာပြုတ်မှုတွေနဲ့ဆက်လင်းပြီးသဘောထားတွေကိုဖလှယ်ခဲ့ပါတယ်။ထာဝရငြိမ်းချမ်းရေးအတွက်ရုရှားနဲ့ယူကရိန်းတို့ တိုက်ရိုက်စစ်ဆင်နိုင်မှုမိမိတို့တမလားထရဲ့တိုက်တုံးမှုကိုမာကိုရူဘီယိုကဆာဗီလက်ဘရိုထံပြောကြားခဲ့ကြောင်းအမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနကလည်းသတင်းထုတ်ပြန်ပါလိမ့်ရုရှားတောင်းဆိုချက်အရဝန်ကြီးနှစ်ဦးကြားဖုန်းခေါ်ဆိုမှုကိုအမေရိကန်ဘက်ကအတိအမှတ်ပြုပြီးအခုလိုတုံ့ပြန်ဆွေးနွေးခဲ့တာလို့ဆိုပါတယ်ယူကရိန်းရဲ့နယ်မြေချင်းထိစပ်နေတဲ့ရုရှားဒေသတွေမှာတဒါ20ဖောက်ခွဲခံရပြီးလူသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေပေါ်မှာလည်းဝန်ထဲကြောင်မကိုရီဗီယိုကပြောပါလေ မေ31ကတရား၂ဆင့်မှပေါက်ကွဲမှုဖြစ်ရာလူ9ဦးထပ်မံနေသေးပြီး69ဦးဒဏ်ရာရတယ်လို့ရုရှားတာဝန်ရှိသူတွေကပြောပါတယ်။နောက်ထပ်သတင်းမို့ပြောချင်ပါတယ်။မနက်ဖြန်ဂျွန်လ3ရက်နေ့မှာတောင်ကိုရီးယားမှာတမလရွေးကောက်ပွဲလုပ်တော့မှာဖြစ်ပါတယ်။တမလသူ့ကိုမဲပေးရွေးချယ်တင်ပြတော့မှာဖြစ်ပါတယ်။တမလရောရောင်ဆက်ရွာဒီလေးဒီဇင်ဘာတုန်းကသူအာနာရှိစဉ်တိုင်းပြည်မှာဆေးအုပ်ချုပ်ကျင်းပပြီးနောက်6နိုင်ကြာမှာပြောင်းသိမ်းခဲ့တဲ့ဖြစ်စဉ်ကြောင့် ဂျာရူကလည်းဖယ်ရှားခံရပါတယ်။နိုင်ရပြာရောင်စိုက်ရွယ်ဆောင်ရွက်ချက်တွေကြောင့်နိုင်ငံရေးစီးပွားရေးမတည်မငြိမ်ဖြစ်နေတဲ့တောင်ကိုရီးယားကိုဦးဆောင်ရတော့မှာဖြစ်ပါတယ်။တိုင်းပြည်ဟာနိုင်ငံရေးကမောက်ကမဖြစ်ခဲ့ပြီးလူမှုတိုင်ဝမ်အတွင်းမှာလည်းလက်လက်ရှာရှာစိတ်ကွဲဝမ်းကွဲပြားမှုတွေပေါ်ပေါက်နေပါလေ။တစ်ချိန်တည်းမှာကာလရှိရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကအင်းလီဂျင်မြောက်ကိုရီးယားရဲ့ချိန်ချောင်းမှုပြင်တောင်ကိုရီးယားဟာကမ္ဘာပေါ်မှာခလင်းမှုဖောက်မှုနှုန်းအနေဆုံးခြေနေကြုံနေရပါတယ်။ ခုတော့လူဦးရေ52တန်းရှိတဲ့အရှေ့အာရှကတောင်ကိုရီးယားမှာလာမယ့်9နှစ်အတွက်နိုင်ငံကိုကောင်းဆောင်မဲ့သူဘလို့ရွေးမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါလေလက်ရှိမှာနာမည်ကြီးနေတာကတော့သမရအဖြစ်တောင်ဝင်ထမ်းဆောင်ရမယ့်သူကတော့လက်ရှိရောတောင်ကိုရီးယားရဲ့ဒီမိုကရက်ပါတီကပဲနာမည်ထွက်နေတာဖြစ်ပါလေတောင်ကိုရီးယားမှာလက်ရှိချိန် နိုင်ငံရေးမတည်ငြိမ်ဖို့ဖြစ်ပြီးရိုင်းသမနာကောင်းကျောင်းတော်ပြောင်းပြီးအုပ်ချုပ်ခဲ့ရပါတယ်လက်တော်တော်သမနာတော်ယူထားသူကတော့အလို့သမားဝင်ကြီးအီဂျိုဟိုပါတူဝရွေးကောက်ပွဲမကျင်းပကတလားလိုချမရိုင်းသမနာရာသူယူထားတာဖြစ်ပါတယ်သမနာကရိုင်းသမနာတော်ယူခဲ့တဲ့ဝန်ကြီးချုပ်ဟန်တဆူသူကနေပြီးတော့ရောင်စဲရုပ်စီကရာသူလက်ယူခဲ့ပြီးသတင်းပတ်နိုင်ငံဆွဆွပြစ်နေခင်ရပါတယ်ဟန်တဆိုးပြုတ်ကြပြီးနောက်ယာယီသမရတောင်ယူခင်ကြားထဲမှာဗန်နိုင်းဝင်ကြီးချွိုင်ဆုတ်ကယာယီသမရဖြစ်ခဲ့ပါတယ်အခု ဗန်နာယီဝန်ကြီးကမှလှုပ်ထွက်သွားတော့အလုသမားဝန်ကြီးအီဂျူဟိုကယာယီသမ္မတဖြစ်လာပါလေ။ရောင်စိုက်ရုံအနေနဲ့နိုင်ငံပေါင်းဆွေးချွေချင်ကြမှာသူ့ကိုထောက်ခံသူတွေနဲ့ရှီယိုဆွဲကွန်ဆာဗေးတစ်ဝါဒကန်ဆွဲတဲ့ PPP ပါတီဂျာကတစ်ဖက်တိုက်ခံခေါင်းဆောင်အီဂျီမြောင်းနဲ့သူ့ရဲ့အလဲလက် liberal ဝါဒကန်ဆွဲတဲ့ democrat တွေကတစ်ဖက်ပြဿနာကြီးကြီးထပ်ခဲ့တာပဲဖြစ်ပါလေ။တောင်ကိုရီးယားအနေနဲ့သမရအစ်ဖြစ်လာရင်အဲ့သမရအစ်ဟာ ယာရုတောင်းကိုလက်ခံယူပြီးနောက်ဒီသဘောထားကွဲပြားမှုတွေနောက်ပြီးတော့အမေရိကန်နဲ့သွင်းကုန်ပြဿနာတွေအမေရိကန်ကတောင်ကိုရီးယားကောင်စီတွေပေါ်25ရာခိုင်နှုန်းထပ်ဆောင်းဖို့ပေးရမယ်ဆိုတဲ့ကိစ္စတွေကြောင့်ပါပြဿနာတွေတက်နေတာပဲဖြစ်ပါတယ်။နိုင်ငံတကာမှာလည်းတောင်ကိုရီးယားသမ္မတတစ်ဟာအကြီးဆုံးကုန်သွယ်ပဲဖြစ်တဲ့တရုတ်နဲ့ဆက်ဆံရေးတာမကသူ့အတွက်အရေးကြီးဆုံးလုံခြုံရေးဆိုင်ရာမဟာမိတ်ဖြစ်တဲ့အမေရိကန်နဲ့ဆက်ဆံရေးတည်ဆောက်မှာလည်းဖြစ်ပါတယ်။သမ္မတတစ်ဟာကမ္ဘာမှာခလေးမွေးဖောက်မှုနှုန်းနေဆုံးဖြစ်နေတဲ့အခြေအနေကိုလည်း ကင်ွယ်ဖြည့်ရှင်ရမှာဖြစ်ပြီးဘလို့ဖြည့်ရှင်ရမလဲဆိုတာတော့တော်တော်လေးကိုတွေးဆဖို့ကောင်းပါလိမ့်မယ်။မဲမဲကင်သဘောထားစစ်တမ်းရဒီမိုကရက်ပါတီကအခြေမြောင်းဟာသမရယူကပ်ဘုံမဲ့ကိုယ်စားလှယ်6ဦးတည်းမှာရှေ့ဆုံးကပြင်းနေပါလိမ့်။2020နှစ်မှာသမရယူကပ်ဘုံတို့ကရောင်းဆက်ယူကိုကတိလေးအရင်နေခဲ့တဲ့အခြေမြောင်းကိုလူလူထောက်ခံမှုကတော်တော်လေးမြင့်တက်နေပြီးအခြေခံလူတန်းစားရဲ့သူရဲကောင်းဆိုပြီးအားပေးနေတာဖြစ်ပါလိမ့်။လောသမဝန်ကြီးဟောက်ကင်ကတော့ သူဟာစီးပွားရေးပြဿနာတွေကင်တယ်မဲ့တမနာလောက်ကင်တဲ့တွေဖန်တီးပေးနိုင်ပြီးစီးပွားရေးလုပ်ငန်းတွေဖန်တီးပေးမယ်လို့ကြေပေးထားပါတယ်။တခြားကိုယ်စားလှယ်တွေကတော့ New Reform Party ကရီဂျွန်ဆတ်ဒီမိုကရက် Labor Party ကကင်ယွန်ကွာတသိပုဂ္ဂလကိုယ်စားလှယ်ဟွမ်ဂျွန်အန်နဲ့ဆောင်ဂျင်ဟိုလိုပဲဖြစ်ပါတယ်။တောင်ကိုရီးယားမှာပြီးခဲ့တဲ့ဆက်ရှင်နှစ်အတွင်းကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာအခုရွေးကောက်ပွဲကပထမဆုံးအကြိမ်အမျိုးသမီးတယောက်မှဝင်မပြိုင်တာတော့ထူးခြားမှုပါ ပထမဦးဆုံးမြို့သူ့သမ္မတလောင်းဟာ1989ခုနှစ်ကပြန်ခဲ့တဲ့ဟောက်ဆူကြားဖြစ်ပြီးမဲ့မဲပွေးမဲပွေးပွဲမကျင်းပခင်ပြန်ရောက်သိမ်းပါတယ်2022ရွေးကောက်ပွဲတုန်းကမြို့သူ့ကိုယ်စားလှယ်လောင်း၄ဦးထိဝင်ရောက်ရှင်ပြန်ခဲ့တာပဲဖြစ်ပါတယ်သတင်းပုတ်ပြောချင်ပါတယ်ဒီကျောင်းအုပ်ကြီးရဲ့အပြုမူကတော့လေးစားကွန်ယူစရာပါပဲကျောင်းသားကျောင်းသူတွေကိုကူညီထောက်ပံ့ဖို့ဆိုပြီးတော့ကျောင်းအုပ်ကြီးကစတိုးဆိုင်မှာညာဆိုင်လှုပ်ဆင်းရတယ်လို့ဆိုပါတယ် ငွေကြေးစမပြေတဲ့ကြောင်းသားကြောင်းသူတွေကိုကြီးထောက်ပံ့ပေးနိုင်ဖို့စတိုးဆိုင်မှာညာဆိုင်လှုပ်ဆင်းတဲ့ကြောင်းကြီးဟာလူများရဲ့ချီးကျူးရင်ခံနေရပါတယ်။အမေရိကန်နိုင်ငံတောင်ပိုင်းကာရိုလိုင်းနပြည်နယ်နော့ချာစတန်ထက်နဲ့ကြောင်းမကြောင်းကြီးဟန်ရီဒါဘီဟာညာဆင်နိုင်ကနေမနက်9:00နာရီထိတပတ်သုံးရက်လုံးနဲ့ဝါရမတ်စတိုးဆိုင်မှာညာဆိုင်လှုပ်ဆင်းပါလေ။သူဟာမနက်9:00နာရီနဲ့ညနေ9:00နာရီထိကြောင်းအုပ်တော်ဝန်ထမ်းဆောင်လာပါသေးတယ်။အဲ့ဒီလှုပ်အားကောင်းငွေကို စာဝန်ကြီးအဆင်မပြေဖြစ်နေတဲ့ចောင်းသားចောင်းသူတွေအတွက်ထောက်ပံ့ပေးတာဖြစ်ပါတယ်ကိုကျွမဖက်နဲ့ចောင်းကြီးလောက်ရကြောင်းသတိထားမိချိန်မှာ Walmart Store ဆိုင်က American Dollar 9000ဟူတန်ပေးခဲ့ပြီးတခြားလူရှင်တွေကလည်း American Dollar 3900ဒီထည့်ဝင်ထူတန်းခဲ့ပါတယ်ဒါအပြင်ចောင်းကြီး Henry Darby ဟာတောင်ပိုင်းကာဝလန်နာပြည်နယ်မှာအရက်ဘတ်ဆိုင်ရာအမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ Order of the Barometer ဆိုတဲ့ Super ချီးမြှင့်ခံရတာဖြစ်ပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ် AI ကြောင့် လူသားတွေမျိုးတုံးသွားနိုင်တယ်လို့2014ခုနှစ်ကတည်းကကမ္ဘာကျော်ရူပဗီဒပညာရှင်ဒေါက်တာစတီဗင်ဟော့ကင်းကသတိပေးခဲ့ပါတယ်။ကမ္ဘာပေါ်ကျော်ရူပဗီဒပညာရှင်စတီဗင်ဟော့ကင်းတယောက်2014ခုနှစ်မှာ BBC နဲ့ပြုလုပ်တဲ့အင်တာဗျူးမှာသူက AI ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတုံ့လုံစရာသတိပေးခေါင်းလောင်းစံကိုပြောခဲ့ပါတယ်။ဒါကတော့ AI ကြောင့်လူသားတွေမျိုးတုံးသွားနိုင်တယ်လို့ဆိုတာပါ။ထူးခြားစွာပဲအတိအထိပေးချက်ဟာသူကိုယ်တိုင် AI နည်းပညာကူညီတဲ့စကားပြောနေချိန်မှာဖတ်ပေါ်ခဲ့တာဖြစ်ပါတယ်။2018 ပမောခကြီးကွယ်လွန်ခဲ့တဲ့အချိန်စကြဝဠာရဲ့နည်းနည်းမှုတွေကိုသူ့ရဲ့ theory တွေနဲ့ဖော်ထုတ်ပြသခဲ့ပါတယ်။ဒါကြောင့်သူဟာ the theory of everything လို့ကျမ်းစာတွေနဲ့လူများရဲ့လေးစားမှုကိုခံခဲ့ရသူလည်းဖြစ်ပါတယ်။ AI အအနေရကိုသူကြုံမြင်ခဲ့ပုံကတော့သူရဲ့နောက်ဆုံးစာအုပ်တွေကဖျားသခင်တရှိမှုလို့အတွေးအမြင်ဆိုင်ရာအကြောင်းအရာတွေမထောမထုတ်ဖော်ခင်ကလေးကပါ ARS ယောဂဝုဒနာကြောင့် internet switch key တို့ရဲ့ AI chip စနစ်ကိုတူတုံးခဲ့ရပါမယ်။အဲ့ဒီနည်းပညာရဲ့အဆုံးစွန်ဖြစ်နိုင်ခြေပုံမှာတော့သူကစိုးရင်ခဲ့ပါလေ။ AI နည်းပညာပြည့်ဝဖွံ့ဖြိုးတိုးတက်တာဟာလူသားမျိုးနွယ်ညီကုန်းချုပ်တာကိုဖြစ်ပေါ်စေနိုင်တယ်လို့သူကဆိုပါလေ။အခြေခံ AI တွေဟာသူ့ဘဝအတွက်အသုံးဝင်နေကြောင်းသူကိုယ်တိုင်ဝန်ခံပေမဲ့လူသားတွေဒါမှမဟုတ်လူသားတွေထပ်ပေါ်ပြီးညံ့ရင်မြင့်တဲ့ AI တွေပေါ်ပေါက်လာမဲ့အခြေအနေကိုတော့သူစိုးရင်ပါလေ။အဲ့ဒီ AI တွေဟာ သူတို့အလိုလိုပဲအရှင်ဟုတ်မြင်မောဆောင်နဲ့ကိုယ့်ကိုယ်ပြန်လဲဒီဇိုင်းထုတ်ပြီးတိုးတက်အောင်လုပ်ဆောင်တော့မှာဖြစ်ပြီးနှိကွေတဲ့ဇီဝဗီဒဆိုင်ရာစင်ကဲပြောင်းလဲမှုနဲ့ကန့်သက်ခံထားတဲ့လူသားတွေဟာသူတို့နဲ့ရှင်ပြန်နိုင်စွမ်းရှိတော့မှလုံးဝမဟုတ်ပဲအစားထိုးခံရတော့မယ်လို့ဆိုပါလိမ့်အချင်းက AI ကိုနေတဲ့ကပောက်စကားပြောခဲ့တဲ့ Steven Hawking ကဒီနေ့ခေတ် AI ရဲ့အမခန့်တွေ့တဲ့မှုကိုမြင်တွေ့ရမှဆိုရင်ဘလို့မှတ်ချက်တွေပေးမလဲဆိုတော့စိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်ကြနေပါလိမ့် သူရဲ့ကြိုတင်သတိပေးချက်ဟာဒီပညာနဲ့အရှင်ဟောလူသားတွေအနေနဲ့ဘယ်လိုထိန်းကြောင်းမလဲလူသားမျိုးနွယ်အနာဂတ်အတွက် AI ခန်းကဏ္ဍဘယ်လိုပုံဖော်မလဲဆိုတဲ့မေးခွန်းတွေကိုထပ်ပြီးတော့မေးခွန်းထုတ်သလိုပဲဖြစ်နေပါတယ်